လူများစုကမိရောင်းတွေကိုအရွယ်လွန်ပုတ်သိညိုတွေလို့ထင်ကြပါတယ်သူတို့ကအခြားတော်သားသတ္တဝါတွေထက်ငှက်အုပ်စုနဲ့ပိုပြီးညီစက်ပါတယ်အာခုစောမျိုးနဲ့စုတွေကအုပ်စုနဲ့စုခွဲထွက်လာပါတယ်မတည့်ရက်သူတွေကဒိုင်နိုဆောတွေဖြစ်လာပြီးတွားတွားသူတွေကမိချောင်းတွေဖြစ်လာပါတယ်ဒါကြောင့်ဒိုင်နိုဆောနဲ့မိကြောင်တွေကအစောပိုင်းမှာညီမတွေလို့ပြောနိုင်ပါတယ်။ပြီးတော့မိကြောင်တွေကကဘာပေါ်ကကိုက်ရအပြင်းဆုံးတက်တော်ဝါးကြီးမှာပါဝင်ပါတယ်။ကိုက်ရနဲ့ပတ်သက်လို့ပြောရရင်သူတို့ကငှက်တွေ၊ငါးတွေ၊တမင်တွေ မိန်းကြားတွေနဲ့ကြောက်ခဲလေးကိုတော့စားပါတယ်။ဟုတ်ပါတယ်။မိเจ้าကြီးကတားကောင်တွေကိုမဝါးပဲမျိုးရှာတာပါ။ကြောက်ခဲတွေကအစာရင်အဆစ်တို့မရောက်မီအစာတွေကိုကြိတ်ချီပေးပါတယ်။ကြောက်ခဲတွေကလေးလံတာကြောင့်ဝမ်ဘိုက်ကိုဆွဲချပြီးအဆုတ်ထဲမှာလေးလေးပုံမူတူလောင်နိုင်ဖို့ကူညီပေးပါတယ်။ထူးခြားချက်ကတော့သူတို့ကလာပေါင်းများစွာကနေ၃နှစ်အထိအစာမစားဘဲနေနိုင်တာပါ။မိเจ้าကြီးကအိုမင်းမီးတိတ်ဆုံးတာမျိုးမရှိပါဘူး။ခေါင်းမနဲ့ပန်ဝင်းကြီးရှိပြီးယောဂနဲ့မတော်တဆမှုတွေကင်းဝေးပါကတီလိုရီယထာဝရအသက်ရှင်နိုင်ပါ သူတို့ကဇီဝကမ္မဖြစ်စဉ်ကိုနှိကွေးစီနိုင်ပြီးနှလုံးခုန်သွေးကို10မိနစ်ကို2ချက်အထိအလျှော့ချနိုင်ပါဒါကြောင့်တစ်နှစ်ကို2ကြိမ်စားရုံနဲ့အလွယ်တကူအသက်ရှင်နိုင်ပါဒါပေမဲ့မိကြောင်းနဲ့နီးကပ်နေရင်ဘိုင်းမစားလဲတင့်ကိုကိုက်စားနိုင်ပါတယ်တကယ်လို့တင်ကရေပင်ရင်တက်နေလို့လုံကျုံတယ်လို့ထင်ရင်ဒါကမှားပါလေ မိယောင်းတွေကရေရောက်ကယူရှားတဲ့အကြောင်းလိုင်းမထားပါဘူးသူတို့ကလိုင်းဖြတ်ခြင်းကိုပြုလုပ်နိုင်ပြီးစုညံတဲ့ဖြတ်နီးပညာနဲ့တော့တူပါတယ်သူတို့ကဒီနီးပညာကိုခင်မစားမိကတည်းကသိရှိခဲ့ကြတာပါ Technology မိယောင်းတွေကကြီးမားတဲ့အထွတ်ထိပ်သားကောင်းတွေဖြစ်ပါတယ်ပြည်လဲရင်ငယ်မိယောင်းတွေက15ပြည်ကျော်ရှိပြီးပေါင်1000ကျော်လေးပါတယ်သူတို့ကတနာယူဆက်ချင်မိုင်းလုံးရေကူးနိုင်ကြပါတယ်။ပြီးတော့သူတို့ကပြီးပြည့်စုံတဲ့တန်ကြက်ကာလူကိုယ်တွေကိုလည်းပိုင်ဆိုင်ထားတာပါ။တင်မီရောက်မှမကြောက်ဘူးဆိုရင်အဲ့ဒါလေးနေတာပါ။ ဒါမှမဟုတ်ရင်အပြင်မှာမိချောင်းတွေကိုမတွေ့ဘူးသေးလို့ဖြစ်ပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်